မြန်မာစစ်တပ်ဟာလွန်ခဲ့တဲ့1990ပြည့်လွန်အစောပိုင်းကာလဦးတန်းရွှေလက်ထက်ကလေးကနေအခုချိန်ထိစစ်တပ်အရာရှိတွေနဲ့စစ်တပ်နဲ့ဆက်စပ်တဲ့သိပ္ပံပညာရှင်တွေကိုရုရှားစီမံပညာသင်ဖို့စီလွတ်လပ်ရှိပါတယ်။ရုရှားစီမံပညာသင်ကြားလေ့လာဖို့စီလွတ်ခံရတဲ့သူတွေထဲမှာဒုတိယပုံမူကြီးကျော်စောရဲလည်းတယောက်ပါဝင်ဖြစ်ပြီးသူဟာနာအဖဒုတိယကောင်းဆောင်ဒုတိယပိုချုပ်မူကြီးမောင်အေးရဲ့ရုရှားပညာတော်သင်စီမံကိန်းတဲ့စီလွတ်ခံရသူတယောက်ဖြစ်ပါတယ်။ ရုရှားကနေပညာတော်တင်ပြန်လာတဲ့သူတွေကိုစကားဆောင်မဲအောင်လိုင်းဟာပြီးခဲ့တဲ့2013ခုနှစ်တုန်းကလက်ရွေးစင်တွေကိုစုစည်းပြီးအဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီအဖွဲ့ကိုရန်ကုန်နဲ့ပဲခူးအစက်ကအမတ်စက်တီချင်းမြန်တက်မဌာနချုပ်ခြေဆိုင်တဲ့အင်းတိုင်မှာယုံထိုင်စီခဲ့တယ်လို့လည်းသိရပါတယ်။ဒါပြင်အဲ့ဒီအဖွဲ့ထဲမှာအရာရှိ30ကျော်ပါဝင်ပြီးဒုတိယပိုမူကြီးကျော်စောရဲကတော့အဓိကကြားတယ်လို့နိပညာနဲ့သူတည်တနာပိုင်းဖက်ကိုပိုအားတာတယ်လို့လည်းသိရပါတယ်။ဒုတိယပိုမူကြီးကျော်စောရဲဟာ မြန်မာစစ်တပ်ရဲ့ရုရှားပြန်နေတဲ့မှာအထူးကျုံဆုံးထဲမှာပါဝင်သူတယောက်ဖြစ်တဲ့အပြင်စစ်လက်နက်ပစ္စည်းဝယ်ယူထုတ်လုပ်မှုနဲ့ပတ်သက်လို့စကောင်းဆောင်ပေါ်ကျုံမှုကြီးမင်းအောင်လိုင်းကိုအကြံပြုနေရသူတဦးဖြစ်ပြီးအားထားရသူတယောက်လည်းဖြစ်ပါတယ်စစ်တပ်ကတော့အပတ်စဉ်59ဆင်းတယောက်ဖြစ်တဲ့ဒုတိယပေါ်မှုကြီးကျော်ဇော်ရဲဟာရုရှားနဲ့စစ်ပတ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေစစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေနဲ့စွမ်းအင်ကဏ္ဍမှာနိုင်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပြောဆိုမှုတွေကိုလည်းဒုတိယပေါ်မှုမဖြစ်ခင်အရာရှိငယ်ဘဝကလေးကစတင်ပောင်းဝဲပတ်သက်နေသူလည်းဖြစ်ပါတယ် 2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်မြန်မာစစ်တပ်ဟာရုရှားစစ်တပ်နဲ့တာအထက်အဆက်ဆံလှုပ်လာရတဲ့အချိန်မှာဒုတိယပုံမှုကြီးကျော်စောရဲတို့လိုရုရှားပြန်စစ်ဖို့ချုပ်တွေရဲ့အရေးပါမှုကရှင်းတန်းရောက်လာခဲ့ပါတယ်။ဒုတိယပုံမှုကြီးကျော်စောရဲကတော့အာဏာမသိမ်းခင်ကတည်းကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနာကိုရောက်မြင်နေပြီးသားဖြစ်ပါတယ်။ဒုတိယပုံမှုကြီးကျော်စောရဲဟာရုရှားမှာကိုနှစ်ကြာစစ်ပညာသင်ယူခဲ့ပြီးရုရှားစကားကိုကျွမ်းကျင်တာကြောင့် မြန်မာနိုင်ငံမှာဘုံမှုတွေရုရှားကိုအလဲပတ်ရောက်နေချိန်ဒီမှာဆိုရင်စကားပြန်လှုပ်ပေးခဲ့ရတယ်လို့လည်းသိရပါတယ်။သကောင်းဆောင်မဲအောင်လိုင်းနဲ့လည်းရုရှားကိုရောက်ခဲ့ချိန်စကားပြန်ပြုတ်လှုပ်ပေးရတာကြောင့်ယဉ်ညမှုတွေရရှိခဲ့ပါတယ်။သကောင်းဆောင်မဲအောင်လိုင်းဟာစစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးဒုတိယဘုံမှုကြီးကျော်စောရဲကိုနီးပညာပိုင်းမှာအကြံပြုစီပါတယ်။ဒါကြောင့်ဒုတိယဘုံမှုကြီးကျော်စောရဲကစစ်လက်နက်ပစ္စည်းညွန်ကြားရေးမှုယုံပစ္စည်းဝယ်ယူမှုညွန်ကြားရေးမှုယုံတို့တင်မကပဲကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကာကာထုတ်အထိပါအရေးပါမှုရှိလာပါတယ်။ ဒါပြင်ဒုတိယဗိုလ်မှူးကြီးကျော်စောရဲဟာရုရှားပြန်ပြီးပြီးရုရှားထုတ်လက်နက်တီအကြောင်းကိုပုံမသိပြီးရုရှားကပဲဝယ်ဖို့အကြံပြုခဲ့တယ်လို့လည်းသိရပါဗျ။ဒဇင်၂၀ခုစစ်စင်ရဲမှာတိုင်းဒါလက်နက်ကင်တက်တွေစီနေမီအများအပြားဆုံးရှုံးသွားတဲ့နောက်တံပြန်တိုက်ခိုက်ဖို့ရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေစီကဝယ်ယူခဲ့တဲ့ drone တွေဟာဆိုရင်လဲဝယ်ယူရေးနဲ့ drone တက်တွေကုကဲရေးမှာဗိုလ်မှူးကျော်စောရဲကလှုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါဗျ။စကောင်းဆောင်မဲအောင်လိုက်ဟာဘာသာရင်ငြိမ်းချမ်းရင်းနဲ့တန်တမန်ရေးဆိုင်ရာကိစ္စတွေမှာပါ ဒုတိယပေါ်မူကြီးကျော်စောရဲကိုတီးခြားခိုင်းစေခဲ့တာပဲရှိတဲ့အပြင်ဒုတိယပေါ်မူကြီးကျော်စောရဲဟာမင်းအောင်လိုင်ရဲ့မိသားစုနဲ့လည်းယဉ်နေတယ်လို့သိရပါတယ်။ဒါအပြင်ဒုတိယပေါ်မူကြီးကျော်စောရဲဟာဒုတိယပေါ်ချုပ်မူကြီးမောင်အေးစကောင်းဆောင်မင်းအောင်လိုင်တို့နဲ့ပါအတူတာဝန်ထမ်းဆောင်ခဲ့မှုတဲ့စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးမြင့်ကျန်ရဲ့သက်မှတ်လည်းဖြစ်ပါတယ်။ဒါကြောင့်ဒုတိယပေါ်မူကြီးကျော်စောရဲဟာ2021စစ်တပ်အာဏာသိမ်းချိန်ကနေအခုချိန်ထိတော်လှန်ရေးအင်အားစုတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုတတ်ဖြတ်ရမှာအသုံးပြုနေတဲ့ လက်နက်ပစ္စည်းတွေကိုထုတ်လုပ်တာဝယ်ယူတာနဲ့အသုံးပြုရမှာအတိကပါဝင်ပတ်သက်ဥဆောင်နေသူတို့ဖြစ်ပြီးပြည်သူတွေအပေါ်ရုံမှာရက်ဆက်မှုတွေမှာစကောင်းဆောင်မဲအောင်လိုင်းတို့နဲ့အလုတူအလုပါတယောက်နေဖြစ်ပါတယ်။